မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တာရော့ဟိုတဲ့ကိုကြီးဖြစ်ပါတယ်ကျွန်တော်ကနေ့ဖျက်ပြမိတာရော့ဟိုစတန်လေးကတော့စနေသားသွင်းရအတွက်နိုဝင်ဘာလတလတာတာရော့ခန်းမှာကိုဆော့ပြပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စနေသားသွင်းဝိတ်ဆွေများကဒီလာတဲ့မှာကဘောနော် နည်းနည်းလေးဖိရှုပ်စရာစိတ်ညစ်စရာလေးတွေဂျုံရမယ်နေသားမှာရှိတယ်ဟုတ်နော်အဲအိမ်တော်ကြီးမှာငယ်သေးရဲ့ချီးရင်မှာပဲဖြစ်ဖြစ်ဟုတ်နော်အဲအိမ်တော်ကြီးမှာပဲဖြစ်ဖြစ်ပေါ့နော်အဲအထူးကပြောချင်တာကတော့နားလည်မှုလေးတွေတတ်နိုင်ဖို့ယူကြပါအဲပြီးတော့ကြတော့ဗောနော်အဲတက်နိုင်ဆုံးတယောက်နဲ့တယောက်ညှိနှိုင်းစီခြင်းနဲ့ဗျမဟုတ်ရင်စကားလေးတစ်ခွန်းကြောင့်ပြက်ပြက်ကနေနှာခေါင်းတို့ပြောဗောနော် အဲဆက်ဆက်ကနေနှောင်းတွေးထွက်ဆိုဘလိုမျိုးပဲတယောက်နဲ့တယောက်ပေါ့နော်မခေါ်မပြောနဲ့ပေါ့နော် question ပြဆဲတာမျိုးငရေသူဆိုလဲမုန်းကြီးမုန်းသွားတာမျိုးတွေကြုံရတတ်တယ်ဗျနောက်တစ်ခုကအင်္ဂါသားသမီးစနေသားသမီးများနေရှင်ပေါ့နော်ဒီလာထဲမှာကမိမိရဲ့မိဖွေတွေပေါ့နော်မိသားစုနဲ့ခွဲခွာတာမျိုးတွေရှိသလိုလှုပ်ဟောင်းပေါ့နော် မိမိရဲ့လုံဟောင်းနေပြီးတော့ပြခွဲခွာတာရှိတယ်ပြီးတော့ချစ်ကနဲ့နဲ့ပတ်သက်တဲ့ငွေကြီးတွေအတော်လေးထွက်မဲ့လာလေးတလားဖြစ်တဲ့အတွက်ငွေအသုံးလေးကိုတော့စစ်စစ်ကျင်ပါတယ်ဒီလာထဲမှာကရှိရတာမမို့ရှိပတ်အတွင်းမှာပေါ့နော်အာရှိရနောက်ပိုင်းပေါ့နော်အာစနေသားသမီးများသည်မိမိကအချင်းကြီးငယ်ရွယ်သူများအနေနဲ့မိမိကအချင်းကြီးကို ပေါ့နော်အရေးပေးတာမျိုးမလုပ်ဘဲနဲ့ပညာရေးစီးပွားရေးလူငယ်စတာတွေကိုရေးပေးမယ်ဆိုအောင်မြင်မယ်ပြဖို့မယ်ပေါ့နော်။အော်ပြီးတော့ကြတော့နောက်တစ်ခုကဒီစနေသားသမီးများအနေဖြင့်ပေါ့နော်။ဟောပေါ့ပြောချင်တာကတော့ ဒီလေနဲ့ပတ်သက်ပြီးတော့ဘောနော်အားလိုမျိုးချမ်းမိုင်တွေကိုစိုက်ပေးတာမျိုးရေနဲ့ပတ်သက်တဲ့ချမ်းမိုင်လိုဘောနော်ရေချိုးမှလို့မလို့ဆိုလို့စတာမျိုးတွေဒီတော့ကျုံအပ်တတ်တယ်ဗျရောက်ဝေးကနေပဲကိုမမျော်လင်းနေဘောနော်စိတ်ထိခိုက်စရာတည်နေတဲ့လေးချားတတ်တဲ့နေသားမှာရှိတယ်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေများအနေဖြင့်ဒီလားထဲမှာကတော့စတဲ့ရာကြီးစိုက်ပြီးဘူးလို့လေဗျဘောနော်ဒီလားထဲမှာကကန်ကောင်းစီကျင်ပေါ့ကလမ်းဝါရှိတဲ့လမ်းပိခွေလေးတွေပဲဖြစ်ဖြစ်ဘောနော်အားလုံးပြိဿလေးတွေကိုစာကျွေးတာမျိုးလေးတွေလုပ်ပြီး ီးရင်ကံကောင်းစီတဲ့အရာဆိုရင်အနီရောအာဘောနော်အဝါရောဒီရောင်လေးတွေကကံကောင်းစီတဲ့အရာတွေထဲမှာတော့ပါတယ်ဗျာနော်အဲနောက်တစ်ခုကတော့စနေသားပြည့်ရက်နဲ့ဒီလာထဲမှာကမိမိကလုပ်ငန်းတွေတိုးချဲ့တာမိမိရဲ့ငွေကိုရှင်းရသလုပ်ငန်းပေါ်မှာပဲဗောနော်အဲဘလို့ခေါအောင်လုပ်အောင်လဲဗောနော်ဒါမျိုးလေးတွေပေါ့လုပ်ငန်းလုပ်တဲ့နေရာမှာထင်းထင်းသေးသေးလေးလုပ်ပေးဖို့လိုလိုတယ်လို့အကြံပေးချင်ပါတယ်ဗျ။အဲပြီးတော့ဒီစနေသားခင်များကဒီလာထဲမှာကဘောနော် လာစားလေးပဲအဲသူတို့စိတ်ကောင်းကူကြီးဖိတ်ရှုပ်ပြစိတ်ပြင်းပြဆန်လေးတွေကျွမ်းရမလို့ချီးလင့်ပါနော်အဲနောက်ပိုင်းမှာအဆင်ပြေဖုံးမွေလာလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲအဓိကကတော့အိမ်တော်ကြီးအဖြစ်ကြီးပေါ့နော်အဲအဲ့ဒီဟာလေးကိုတော့အထူးလေးကြီးဖိုက်ပြီးဘူးလို့ရတယ်ပြန်နော်ဘာလို့လဲဆိုတော့ဒီမှာကျွန်တော်တာရောအနာဂျီရကြီးလိုက်တဲ့ကတ်တွေတော်တော်များများမှာကအဲချင်းချင်းဟိုလိုရမလို့ဆိုတော့ကွဲတာပြဲတာဟိုကွဲတာပြင်ပေါ့နော် အာပေကွဲမှုရှင်ကွဲလိုမျိုးနေထားတဲ့ပါတီတွေ့နေရတာဖြစ်တဲ့တယ်ပေါ့နော်ဒါကျွန်တော်မြင်တဲ့အတိုင်းပဲပြောပြတာဟုတ်အဲ့တော့ကျတော့ကျွန်တော်ရဲ့စနေသားမိတ်ဆွေများပေါ့နော်ကံကောင်းသေးတဲ့ကဏ္ဍဆိုရင်ကိုကဏ္ဍတော်တော်လေးကံကောင်းတယ်အဲပြီးရင်အဲခုကဏ္ဍကံကောင်းတဲ့နေထိုင်မျိုးလေးပါရှိတယ်ပေါ့နော်ကံကောင်းသေးတဲ့ရောင်ရောအနီရောင်ကွာရောင်ပေါ့အဲ့တော့ကျွန်တော်စနေသားမိတ်ဆွေများစိတ်သွားတိုင်းကိုပါလို့